ားလုံးပဲမင်္ဂလာပါဗျာဒီနေ့ညဝေပေးခြင်းတဲ့အကြောင်းအရာကကျွန်တော်ကို live ပေါ်ကနေပြီးတော့မေးထားတယ်မိကိုလေးတခုနဲ့ပတ်သက်ပါတယ်ဗျအဲ့ဒါကတော့အမားတယောက်ကနေပြီးတော့ဆရာတဲ့ကျမကြားဘူးတာတော့ဒီကိုဝင်ဆောင်နေတဲ့အချိန်တော်တွေ့မှာပေါ့ဗျာစီလန်းချောင်းပူဝင်တာကကျတော့ပူပြီးတော့ဖြစ်နိုင်တယ်ပေါ့ဗျာကိုဝင်မဆောင်မီအချိန်တက်ပူပြီးတော့ဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါကဟုတ်ပါသလားနဲ့ပေါ့နော် ဲ့တော့ကိုဝင်ဆောင်စင်မှာပေါ့ဗျာစီလက်ကြောင်ပုံမဝင်အောင်ဘလူးနီယိုကာဝယ်ဆောက်ရှောက်မှုတွေတည်တုံတင်တလဲဆိုတဲ့အကြောင်းအရာကိုမေးထားတယ်ပေါ့နော်အဲဒီနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ဒါပြန်ဖြေပြီးချင်ပါတယ်ဗျအဲ့တော့အမှန်ပါတယ်ကျွန်တော်တို့ကိုဝင်ဆောင်စင်မှာစီလံကြောင်ပိုးဝင်ဖို့ကပို့ပြီးတော့ဖြစ်ပွားသွားစေနိုင်ပါတယ်။အဲတော့အားလုံးနဲ့သိတဲ့အတိုင်းပဲစီလံကြောင်ပိုးဝင်ခြင်းတို့ခေါ်တယ်ဗောနော်ကျွန်တော်တို့ urinary tract infection ပေါ့ဗျာ စီလံကြောင်းလေးကိုယောဂဖို့တခုခုဝင်လာတယ်ဒါအဲ့ချိန်မှာစီးကျင်တယ်လို့စီးသွားခက်ခဲတယ်လို့အာစီးပူတယ်ပေါ့ဗျာဒါမျိုးတွေဖြစ်တာကကြတော့ယောက်ျားလေးနဲ့မိန်းကလေးမှဆိုခဲ့ရင်ဒါမိန်းကလေးတွေမှာပို့ပြီးတော့ဖြစ်တယ်။ဘာကြောင့်ဖြစ်တယ်လဲဆိုတော့အမျိုးသားတွေရဲ့စီလံကြောင်းတွေဖြောင်းတယ်ရှည်တယ်မိန်းကလေးတွေရဲ့စီလံကြောင်းတွေကောက်တယ်တိုတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့စီးပူတွေဒီမိန်းကလေးတွေပါပေါ့ဗျာပို့ပြီးတော့ဒါဝင်လွယ်တယ်ဒါဖြစ်လွယ်တယ်ပေါ့ဗျာ။ အဲ့တော့ကိုဝင်ဆောင်စင်မှာကြတော့ပူပြီးတော့ဖြစ်လွယ်တယ်။ဘာကြောင့်လဲဆိုတော့ကိုဝင်ရှိလာတဲ့ဆိုတဲ့အချိန်ကြတော့ဟိုကိုဝင်ကတအိမ်ထဲမှာရှိတာ哦။အဲဒီပုံမှာပြထားတဲ့အတိုင်းပဲပေါ့ဗျာ။တအိမ်ရယ်စီးအိမ်ရယ်နောက်ကကြတော့မစင်အိမ်ရယ်ပေါ့ဗျာ။အဲ့တော့ဒီ uterus လို့ခေါ်တဲ့ဒီတအိမ်ထဲမှာကလေးလေးကတတိတီးလာတယ်ဆိုတဲ့အချိန်ကြတော့ဒီကောင်ကြီးကជី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 လာဗျာ။ជីជីជីလာတယ်ဆိုတဲ့အချိန်ကြတော့သူ့ရဲ့ရှေ့ဘက်မှာရှိတဲ့ bladder ပေါ့ဗျာ။စီးပြုံကိုလည်းတွားပြီးတော့ဖိတယ်။ ပြီးတော့ဗာဖြစ်တယ်ဆိုတော့ return လို့ခေါ်တဲ့အာမစင်အိတ်ကိုလည်းတွားပြီးတော့ဖိတယ်အဲ့ဒါအကြောင်းမို့လို့ဟိုစီးလမ်းကြောင်းပိုးဝင်တာကပို့ပြီးတော့ဒါဖြစ်ပေါ်သွားစေတတ်တယ်ပေါ့ဗျာအဲ့တော့စီးလမ်းကြောင်းပိုးဝင်တာတွေမဖြစ်အောင်လို့ကျွန်တော်တို့ဘလူးညိုကာဝင်မှုတွေလုပ်ပေးမလဲပေါ့ဗျာသူတင်တော့ဒီကိုဝင်ဆောင်စေမှာပေါ့ဗျာအဲ့တော့နံပါတ်1ကတော့ရေနဲ့နဲ့တောက်ပေးဖို့အတွက်လိုအပ်တယ်ရေတောက်နေသွားတယ်ဆိုခဲ့ရင်စီးလမ်းကြောင်းတစ်လျှောက်မှာအနေနှစ်ကလေးတွေရှိစေနိုင်တယ် အဲ့ဒါလေးတွေကြောင့်မလို့စီပိုးဝင်တာကပို့ပြီးတော့ဖြစ်ပွားသွားစေနိုင်တယ်ဗျာဒါနံပါတ်1ပေါ့နော်နံပါတ်2ကတော့ပိုးဝင်တယ်ဆိုတဲ့အချိန်ကြာရင်ကျွန်တော်တို့ဟိုအချိုတက်တွေညားတယ်ဆိုတဲ့အချိန်ညားမှာပေါ့ဗျာကျွန်တော်ခန္ဓာကိုယ်မှာဒီအချိုတက်တွေညားနေတယ်ဆိုတဲ့အချိန်မှာပိုးဝင်မှုကပို့ပြီးတော့ဖြစ်ပွားသွားစေနိုင်တယ်ဒါကြောင့်မလို့ကိုယ်ဝင်ဆောင်စေတော်တွေမှာချိုလုံးတဲ့အရာတွေတကြားများစွာပါဝင်တဲ့ဒီအစားအစာတွေတို့အာပြီးတော့နောက်တစ်ခါကျတော့တက်တဲ့လောက်တည်းဒီ ready made အစားအစာတွေဗျာဒါတွေကိုမစားနဲ့ပေါ့ဗျာ နောက်တစ်ခုကတော့နောက်တစ်ခုကတော့ဟိုဘယ်လိုခေါ်ပလဲစီအောင်ထားတယ်ဆိုတဲ့အခြေအနေဒီဥမာစုခဲ့ရင်စီကလွယ်တကူရှောရှူရှူတဲ့ပသွားပဲနဲ့စီနေထိုင်တယ်လို့ဖြစ်တယ်ဗျာအဲ့တော့အဲ့ဒီစီနေထိုင်တယ်ဆိုတဲ့အခြေအနေဒီဥမာစီတဲ့ကြောင်းကပို့ပြီးတော့ပိုးဝင်စေတတ်တယ်ဒါကြောင့်မို့လို့ခီးပဲတော်တော်အလုပ်ပဲရှုပ်ရှုပ်ဗျာဘလောက်ပဲဟိုဘယ်လိုခေါ်မလဲရှုပ်နေပါစေစီအောင်ထားတဲ့အကျင့်မျိုးကိုတော့မလုပ်စေချင်ဘူး ဟိုကိုဝင်ရှိရှိမရှိရှိပါဒါပေမဲ့ကိုဝင်ရှိရတွေမှာဆိုရင်ဒါပို့ပြီးတော့ဒါ give site တက်တယ်ဗောတဲ့စီလုံးဝမအောက်ထားပါနဲ့ဘာကြောင့်ကြောင့်မဲဖြစ်ဖြစ်ကျွန်တော်စီးသွားချင်တာလဲဆိုခဲ့ရင်တော့ချက်ချင်းလေးတွားပေးပါအဲ့တော့စီးရောက်ထားခြင်းအချင်းကျွန်တော်စီးအိမ်နဲ့ဒီစီးလဲကြောင်းထဲမှာယောဂပိုးမွားတွေပောက်ဖွားဖို့အတွက်ဒါခွင့်ရေးပေးလိုက်တာနဲ့တူတယ်အဲ့ဒါကြောင့်မလို့စီးသွားချင်စိတ်ဖြစ်လာတယ်ဆိုခဲ့ရင်တွားပေးပါပြီးတော့စီးသွားပြီးပြီဆိုရင်ဒါမှမဟုတ်လေ ဟိုကျမကတော့စီးသွားတာမဟုတ်ဘူးဆရာရယ်ကျမကတော့အလေးသွားတာပေါ့နော်အဲတော့အိမ်သာတက်ပြီးတာပဲဖြစ်ဖြစ်အပေါ့ပဲသွားပြီးတာပဲဖြစ်ဖြစ်ကျွန်တော်တက်ရှိလုတ်တယ်ဆိုတဲ့အချိန်မှာစီလန်းချောင်းကဟိုရှေ့မှာရှိတာပေါ့နော်ကျွန်တော်တို့ဟိုရှူရှူပေါက်တဲ့နေရာရှေ့မှာပြီးတော့ဒီဟိုဝမ်းသွားတဲ့နေရာနောက်မှာပေါ့ဗျာအဲတော့အရှိရနေပြီးတော့အနောက်ဘက်ကိုတက်ရှိလုတ်ဝေးဖို့အတွက်လိုအပ်တယ် အနောက်ဘက်ကနေပြီးတော့အရှေ့ဘက်ကိုတက်ရှင်လှုပ်လိုက်တယ်ဆိုခဲ့ရင်အနောက်ဘက်ပေါ့ဗျာဒီပစင်အိမ်မှာရှိတဲ့အညစ်အကြေးတွေဖိုးမွားတွေကကြတော့ရှေ့ကျွန်တော်တို့စီးလမ်းကြောင်းပေါ့ဗျာစီးသွားမဲ့အပေါက်နာကိုရောက်လာတဲ့ဆိုတဲ့အချိန်မှာစီးတဲ့ကြောင်းဖိုးဝင်လာပို့ပြီးတော့ချက်ပွားကြားစေနိုင်တယ်ဗျာဒါလေးကိုတော့လုံးလုံးမှတ်ထားစေချင်ပါတယ်ပြီးတော့ကျွန်တော်စီးတဲ့ကြောင်းဖိုးဝင်ခြင်းဆိုတဲ့ဒီအကြောင်းအရာအကြောင်းကိုကျွန်တော်မျှဝေထားပူတာရှိတယ်ဗျာအဲ့ဒီဗီဒီယိုလေးမကြည့်ရသေးတယ်ပြန်ပြီးတော့ကြည့်စေချင်တယ်အဲ့ဒီထဲမှာပြောထားတဲ့တစ်ချက်ကိုကျွန်တော်ထပ်ပြီးတော့အလေးနက်ထားပြီးထပ်ပြောချင်တယ် ဲ့ဒါပါလဲဆိုတော့တချို့တော့အသေးသမီးတွေကကြတော့အရန်တန့်ရှင်းလွန်တယ်ပေါ့နော်ကျွန်တော်စီးသွားပြီးတိုင်းမှာအဲ့ဒီအာယေရှုမှာဆုလို့ဆုခဲ့ပြီးတော့အဝိနဲ့ပေါ့နော်တုတ်ကြတယ်ပေါ့ဗျာအဲ့ဒါဆုခဲ့ရင်စီးတဲ့ကြောင့်ပိုးဝင်တာပိုပြီးတော့ဖြစ်ပေါ်သွားစေနိုင်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဟိုစီးတဲ့ကြောင့်ကိုပေါ့ဗျာပြောမယ်ဆိုရင်တော့ကိုယ့်ရဲ့ခန္ဓာကိုယ်အောက်ပိုင်းကိုတုတ်ထားတဲ့အဝိကိုဘယ်သူမှတော့ဟိုလို့ခေါ်မလဲအာနေပူတဲ့ချွတ်မလန်ထားဘူးပေါ့ဗျာ ကျွန်တော်နောက်ခွေးမှာပဲထားထားတယ်အဲ့တော့အဲ့ဒီကောင်ကစိုးနေတယ်စိုးတယ်ဆိုရချင်ပါကျွန်တော်မှို့တက်တယ်အဲ့မှို့လေးတွေရှိနေတဲ့အဝတ်ကိုအဝတ်စိုးပေါ့နော်နောက်တစ်ခါအပေါ့တွားပြီးတယ်ဆိုရချင်ပါတစ်ခါပြန်တုတ်တယ်အဲ့ချိန်မှာစိတ္တကြောင့်ပိုးဝင်နိုင်တယ်ဒါတစ်ချက်နောက်တစ်ချက်ကကြတော့ကျွန်တော်တို့ရွှီရွှီဆိုပြီးတော့ဒါကျွန်တော် ရေဖြန်းထားတယ်ဗျာရေဖြန်းထားပြီးတယ်ဆိုတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ကျွန်တော်မချောက်သေးပဲနဲ့ကျွန်တော်တို့ဟိုပေါင်းပြီးဝယ်လိုက်တယ်အဲ့ချိန်မှာလည်းစိုးသွားတယ်ဆိုရချင်ကြတော့မှို့တက်တာတွေ့လေးလေးကျွန်တော်ချစ်ပွားသွားစေထိုင်တယ်ဗျာ ်ဒါတစ်ချက်နောက်ချက်ကကျတော့ကျွန်တော်တ िश ူးတွေပါတုံးတယ်ဆိုတဲ့အခြေအနေပါဘာဖြစ်လဲဆိုတော့ပတ်သက်ရှင်တဲ့တ िश ူးတွေကိုသွားတုံးမိရယ်ဆိုခဲ့တယ်ဒါစီးတဲ့ကြောင့်ပိုးဝင်တာလေဖြစ်ပေါ်သွားစေနိုင်တယ်ဒုတိယတော့ဒီကိုဝင်ဆောင်တွေမှာပို့ပြီးတော့ queue site တက်တယ်ဗျအဲနောက်တစ်ချက်ကတော့ဗာလဲဆိုတော့တပတ်လေးချက်အနေနဲ့ပေါ့ဗျာကျွန်တော်တို့မျိုးပွားအင်္ဂါတဝိုက်ပေါ့ဗျာကျွန်တော်တို့ဒီစီးပြိုတီရှိတဲ့နေရာဒီဟိုခလေးပွေးပဲဆိုတဲ့လမ်းကြောင်းနေရာပေါ့ဗျာအဲ့နာတဝိုက်ကိုနေတိုင်းပေါ့ဗျာ ကျွန်တော်ရေနှဲနှဲနဲ့တက်ရှိလုပ်ပေးဖို့အတွက်လိုအပ်တယ်။အဲ့တော့ဆရာရဲ့ပူကောင်းအောင်ဆုခဲ့ပြီးတော့ကျမတို့ကလေစပြာတွေဟိုခရီနေစပရေးတွေဒါတွေတုံးတာကခေါင်းလားဆိုခဲ့ကိုဝင်ဆောင်စစ်မှာအဲ့လိုတုံးခြင်းကကြတော့ UDI လို့ခေါ်တယ်ကျွန်တော်တို့စီးတဲ့ကြောင့်ပူဝင်တာကိုပို့ပြီးတော့ထစ်ပွားသွားစေနိုင်တယ်။ဒါကြောင့်မလို့ကျွန်တော်ကတော့လေးတဲ့အကြံပေးချင်တာကတော့ရေနဲ့ပဲတက်ရှိလုပ်စေချင်ပါတယ်ကြာ။ပြီးတော့တက်ရှိလုပ်တဲ့ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီဘတ်တက်တွေပေါ့ဗျာ အာရေစလုံးထဲမှာဝင်ချိုးတာတို့ရေချိုးကန်နဲ့ရေချိုးတာတို့ထက်ကိုဘာလဲဆိုရဲကြရေဘန်းတို့ရေခွက်တို့နဲ့လောင်းချိုးတာတို့ကိုတော့ပို့ပြီးတော့အပေးတယ်ပြီးတော့တနေ့ကိုတော့နှစ်ခါအနည်းဆုံးထားပြီးတော့ကျွန်တော်တို့ရေချိုးပေးပါတက်ရှင်းလုပ်ပေးပါကြဒါလေးတစ်ချက်တည်းအရေးကြီးပါတယ်ပြီးတော့နောက်တစ်ခုကကြတော့တော့တချို့တော့လူတွေကကြတော့ကျွန်တော်တို့အောက်ခံဘောင်းမိပေါ့ကြပြီးတော့ဒီဘောင်းမိတို့ပေါ့ကြအဲ့ဒါကိုထက်ခါထက်ခါဝတ်ကြရတယ်ကြအဲ့ဒီချိန်မှာဘာဖြစ်လဲဆိုတော့ချွေးနဲ့တော့၎င်း ပြီးတော့ဟိုကြောင်ကြောင်ကြောင်ပေါ့ဗျာဒီဟိုဆူဆွတ်တက်ခဲ့တယ်ဆိုကြအဲ့မှာပိုလေးတွေပေါက်ဖွာလာတယ်အဲ့ဒီပေါက်ဖွာလာတဲ့ပိုလေးကစီလက်ကြောင်တွေရောလွယ်တကူဝင်ဝါးစေနိုင်တယ်ပေါ့ဗျာအဲ့တော့အာကျွန်တော်တို့အာအောက်ပိုင်းကိုပေါ့ဗျာဒီဝစ်စာဝစ်တယ်ဆိုတဲ့နေရာမှာလည်းတန်တဲ့ရှင်းရှင်းလေးတွေကိုဝစ်စေခြင်းတယ်ပြီးတော့လည်းအလဲလဲလေးလေးထားပြီးတော့ဝစ်စေခြင်းတယ်ပြီးတော့တေချာ short ပြီးတော့တေချာ6ပြီးတော့ပေါ့နော်အဲမိဘူးတွေပါတိုက်ပေါ့ဗျာကျွန်တော်တေချာ6တာတေချာပြီးဆိုတော့မှပဲအဲ့ဒီရဲ့အတွင်းငယ်တွေကိုကျွန်တော်တို့ဝစ်စေခြင်းတယ်ဗျာ ပြီးတော့နောက်တစ်ချက်ကတော့ဒီအရင်ကြက်လုံးနဲ့ဆိုတဲ့အသားတွေဒါပူလုံးနဲ့ဆိုတဲ့အဝတ်သားတွေကိုဝတ်ချရခြင်းကျွန်တော်ချွေးထွက်တာညားတယ်အဲမျိုးတွေမဝတ်ပါနဲ့အဲမျိုးတွေကိုရှောင်ကျစေခြင်းနဲ့ပြီးတော့ဒီဖော့ပါတက်တာလည်းဒီခြိတာအတွင်းငယ်တွေကိုပဲဒါဝတ်စေခြင်းတယ်ပေါ့နော်ပြီးတော့နံပါတ်6အနေနဲ့ကကြတော့တော့ကျွန်တော်တို့ခရာကိုမှကိုယ်ခန့်အားကောင်းနေတယ်ဆိုခဲ့ရင်အဲစီးတဲ့ကြောင့်ပူးဝင်တာအပါဝင်တဲ့တခြားဘယ်ယောဂပူးမှမဝင်နိုင်ဘူးအဲဒီတော့ကခရာကိုရဲ့ကိုယ်ခန့်အားကောင်းဖို့စေတဲ့ဗီတာမင် C တို့ zinc တို့ပေါ့နော်ဒါလေးတွေကိုနေ့စဉ်တောက်သုံးပေးစေကြပါတယ် ပြီးတော့ကိုကအကြစိတ်ထိုင်တော့တဲ့အလုပ်တွေတွေပေါ့ဗျာပေပန်းခံလောက်တာတို့ညအေးပြက်ခံတာတို့ပြီးတော့ဟိုမိုးရိုက်တဲ့ရှောက်သွားနေတာတို့အဲ့လိုမျိုးပေါ့ဗျာကိုကအကြစိတ်နိုင်တဲ့ဟာမျိုးတွေတွေရှောက်မှာကိုကအခါကိုရဲ့ခုကံဆွမ်းအားတွေပေါ့နော်ဒါမြင့်တက်စိတ်နိုင်တော့တဲ့အဲအပြုမှုလေးတွေပေါ့ဗျာပုံမှန်ဒီကြေကလုတ်ပေးတာတို့ကျွန်တော်တို့စိတ်ကိုပေါ့ပါပါလေးထားပေးတာတို့ဒါမျိုးလေးတွေကိုလုတ်ပေးခြင်းအချင်းစိတ်ကြောင့်ပူးဝင်တာကိုဒါရောကြသွားစေနိုင်တဲ့ကြပြီးတော့နောက်ဆုံးတစ်ချက်ကတော့ဗာတယ်ဆိုတော့ ဆရာကိုဝင်ဆောင်စေတော်တွင်းမှာဒီဥဒါနဲ့သူနေလို့ရလားဆိုခဲ့တော့တယ်ရပါတယ်အဲ့တော့နေနေစင်တော်တွင်းပေါ့ဗျာဒါမှမဟုတ်လည်းမနေမီလို့ဘဲဒီလိုမျိုးဒီဥဒါနဲ့အတူမနေမီဒါမှမဟုတ်လည်းနေပြီးပေါ့နော်အဲ့လိုအချိန်ဒီမှာပေါ့ဗျာကျွန်တော်တို့စီးတွားဖို့အတွက်မမေ့ပါနဲ့ပြီးတော့တက်ရှင်ရေးတေချာလုပ်ပါအဲ့တော့မယုတ်သေးစကားပေါ့ဗျာအတူမနေခင်မှာတေချာတက်ရှင်ရေးလုပ်ပြီးတော့မှာပဲအတူနေပါအတူနေပြီးပြီဆိုခဲ့ရင်လည်းတေချာတက်ရှင်ရေးလေးကိုလုပ်ပါပြီးတော့မနေခင်မှာစီးအရင်ချိုးတွားထားပါအ နေပြီးတော့ဆိုတဲ့အချိန်မှာလည်းစီးရင်တွာထားပေးပါအဲ့လိုမျိုးလေးလေးလုပ်ပေးကြရတယ်စီးတဲ့ကြောင့်ပိုးဝင်တာကိုအတက်နိုင်ဆုံးပေါ့ဗျာကျွန်တော်တို့ကာဝယ်နိုင်ပါလိမ့်မယ်ဒီနီလက်ခုနှစ်ချက်ကအခုကြီးစုနေခဲ့တဲ့မိတ်ဆွေတွေအတွက်ပေါ့နော်အများကြီးကြိုးကျေးဇူးရှိစေလိမ့်မယ်ကိုကိုရာရတဲ့မျိုးတပည့်ဖြစ်ခဲ့မယ်ကိုဝင်ဆောင်ဖြစ်ခဲ့မယ်ဆိုခဲ့ရတော့ဒါလေးလေးကိုလိုက်နာချင်တော့ပါအကယ်၍ကိုကကိုဝင်ဆောင်မဟုတ်သေးဘူးဆိုခဲ့ရင်လည်းကိုရဲ့ပတ်ဝန်းကျင်မှာရှိတယ်ပေါ့နော် အဲညီမတွေအမတွေအတော်တွေပေါ့ဗျာဒီကိုဝင်ဆောင်တွေကိုဒီချက်တဲ့လေးတွေကိုမျှဝေပေးပါအဲ့လိုမျှဝေပေးခြင်းအားဖြင့်ကျွန်တော်တို့ကိုဝင်ဆောင်စီမှာစီလက်ကြောင်ပို့ဝေခြင်းပေါ့နော် UTI ဖြစ်တာကိုဒါကာဝယ်နိုင်ပါလိမ့်မယ်အဲ့ဒီလိုမျိုးကာဝယ်ခြင်းအားဖြင့်ပေါ့ဗျာကိုဝင်ဆောင်စီမှာညတနေ့ကြောင်တော့ကျွန်တော်စီမတောက်တာကအကောင်းဆုံးပဲပိုတက်စီတွေပါပါဝင်ပေါ့ဗျာအဲ့တော့ဒီလိုမျိုးကာဝယ်ခြင်းအားဖြင့်စီလက်ကြောင်ပို့မဝေဘူးယောဂလက္ခဏာတွေပဲဖြစ်ဘူးဆိုခဲ့ရင်စီတွေအများကြီးတောက်စရာမလိုဘူးအဲ့ဒါဆိုခဲ့ရင်တရေသားကြော်လည်းကောင်းတယ်မိခင်ကြော်လည်းကောင်းတယ်ဒီအတွက်ကို အကျိုးရှိမယ်လို့ကျွန်တော်အနေနဲ့ဒါအပြည့်အဝယုံကြည်တယ်။ဒါကြောင့်မို့လို့လို့ကျွန်တော်အနေနဲ့ဒါလေးကိုမျှဝေပေးချင်ပါတယ်။ Okay ပါအခုလို့အဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်တယ်။ကျွန်တော်ကတော့နေ့စဉ်ဘဝမှာအသုံးများစေနိုင်တော့တဲ့ဗျာ။ကျမရဲ့ဘုဒ္ဓတာတွေဒါတွေကိုကျွန်တော်စဉ်းစားပြတဲ့မျှဝေပေးသွားမယ်။အဲ့ဒီခါလေးတွေကိုနားထောင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ဒီ Data for You YouTube channel လေးကိုကဲရွေးနေရပါဗျာ subscribe မလုပ်ပါသေးခဲ့ရင် subscribe လုပ်ပေးဖို့အတွက်ကျွန်တော်အနေနဲ့အညွှန်းညို့တောင်းဆိုချင်ပါတယ် okay ပါ bye bye